မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေမက်ရှ22ရက်ဒီဂရီ99နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်မင်္ဂလာပင်လယ်အနောက်လေပိုင်းတွင်တိမ်နေငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နှင့်ကြံမင်္ဂလာပင်လယ်တို့တွင်တိမ်တင့်တက်မှာတိမ်ထူရနေပါမယ်ဒီကနေ့ညနေထိခမန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းနဲ့ကချင်ပြည်နယ်တို့တွင်နေရာကြကြဲ ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊အေရရီတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းတို့တွင် နေရာကွက်ကြားမှုထိကြုံရပါမယ်။ရွာရာနှုန်း80ဖြစ်ပါတယ်။ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့တွင်ဒိန်းဒင်းတင်ဖြစ်ထွန်းပါမယ်။မြမပင်လေပြည်တွင်လိုင်းနေငယ်မှလိုင်းတင်တင်ရှိပါမယ်။ လိုင်းမြင်မှာမြမကန်ယူရင်တခြားနဲ့ကန်းလုံပင်လေးပင်တို့တွင်၄ပေမှ၆ပေခန့်ရှိနိုင်ပါတယ်။နောက်နှစ်ထွက်ခမန်းချက်ကတော့နေပြည်တော်မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကြားမှနေရာကျကျဲမိုးထစ်ကြုံရနိုင်ပါတယ်။နေပြည်တော်ရန်ကုန်မြို့မန္တလေးမြို့နယ်ဤတစ်ပိုက်အတွက်ဒီကနေ့ညနေတီခမ်းမန်းချက်ကတော့တိမ်အင့်အင့်ဖြစ်တော်မှာမရှင်။